ကလပ်တင်းမှာကြာလဲနေနေအတင်းနေကအဲအရင်ဒိန်းကြတော့မဖြစ်ဘူးပေါ့နော်ဟုတ်အဲအဲကြောင့်မလို့ပျော်ပါရင်ငွေတင်းနေဆိုရင်တော့ပို့ပျော်ရဲပေါ့နော်ကောက်ကန်ပေါ့နော်ကောက်လောင်းမက်တွေကန်လိုက်အင်ဆက်တွေကန်လိုက်ပေါ့အနောက်ကနေဒီနေ့ကတော့အဲအမတ်ရအောင်ခုလက်ရှိအနေထားရအောင်ဆိုလို့ရှိရင်ဖလားယူဖို့မျောလင့်ထားပါတယ်ဆရာကြီးလေးချင်းမှာရွေးချယ်ခံရတော့အဲစိတ်ကကိုကငငယ်လေးပဲရှိသေးတယ်15ကျော်16လောက်ပဲရှိသေးတယ်ဆိုတော့ ်ခံစားချက်ကတော့အရင်မရှိဘူးပေါ့လေးစင်မှာရွေးခန့်ရတယ်ပေါ့နော်ပျော်တယ်ပေါ့ဟုတ်ကဲ့ပျော်တယ်အဲ့ခံစားချက်လောက်ပဲဖြစ်တာရယ်လေးစင်ဖြစ်ချင်းသွားပြီဆိုရင်စိတ်မဝင်သေးဘူးကိုနေရာပေးလာတဲ့ခါကျရင်တော့ကိုကအဲ့နေရာကိုယူခြင်းတယ်အကောင်းဆုံးယူခြင်းတယ်အကောင်းဆုံးယူခြင်းတဲ့အတကြောင်မလို့ကိုကအဲ့လိုစ조사권ပေးလာရင်အဲ့조사လိုက်조사ပြတယ်မြန်မာ training တွေမှာလုပ်ပြတယ်အဲကိုအရင်မယုံကြည်ရသေးရင်တော့မှာပေါ့နော်ထဲ့ကစားတဲ့ချိန်လေးမှာကိုလည်းစူးစမ်းပြမယ်ဆိုရင်စိတ်နဲ့ ကျူစာရနဲ့နောက်ဆုံးအဲဖိုင်နယ်မှာဝင်ရပါတယ်2022မှာပရိသတ်များအားလုံးပြန်လည်ပြီးကျေးဇူးပါတယ် KD ဒီပိုင်းမှာတော့မေတ္တမွန်မြင့်ရဲ့ professional club အသင်းဘယ်အသင်းမှာစပြီးရောကစားခဲ့လေသူရဲ့အတွေ့အကြုံတွေရအတွေ့အကြုံတွေဆက်ပြီးတော့ဒါလေးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆရာညီမလေးကဲအမားတို့ရှေ့မှာတော့ညီမလေးဖြတ်တန်းခဲ့တဲ့အာ ပြောမှာဆိုလို့ရှိရင်လက်ရွေးစင်အသင်းမရောက်ခင်အချိန်ထိကာလာတော့တည်ပြီဒါမဲ့စိတ်ဝင်စားတာအမှ club အသင်းပေါ့ professional ကစားသမားစဖြစ်တဲ့ဒီ club အသင်းကဘယ်အသင်းနဲ့စပြီးတော့ထီထွေးခွင့်ရခဲ့ရလဲပြီးတော့ professional club ကိုဘယ်သူခေါ်ဆောင်ပေးလာလဲမလေးဟုတ်ကဲ့အသင်းကစကစားရဲပေါ့နော်အသင်းက1 year ကိုသင်ပါပါပဲဩဟုတ်ကဲ့ဟုတ်အမ်စကစားရဲဒါမဲ့ကစားခွင့်တော့အများကြီးမရခဲ့ဘူးဟုတ်အငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါမဲ့အသင်းမှာတော့ အဲအရန်အနေနဲ့ပေါ့နော်ဟုတ်အဲကစားတော့ကစားနေရပါတယ်ဟုတ်2000ပလတ်စတစ်ကစားခဲ့အဲ2018ပေါ့နော်2018 19အဲအဲ့လောက်မှကြီးဝိုင်းယူမှရှိခဲ့တယ်ဟုတ်ကဲ့အဲကိုဗစ်တွေပြီးတော့မှအဲပြန်စားတဲ့ချိန်ကြမှာပဲနော်ဟောတစ္ဆာအမှန်အတင်းကိုပြောင်းခဲ့ရအောင်ဟုတ်ဩဆိုတော့ညီမလေးတစ္ဆာအမှန်လက်ရှိချိန်ထိလည်းတစ္ဆာအမှန်မှာပဲကစားဆိုတော့တစ္ဆာအမှန်နဲ့အတင်းနဲ့ရောအခုလက်ရှိချိန်ထိကစားခဲ့ကာလတစ်လျှောက်လုံးမှာရောညီမလေးရဲ့အမှတ်တရတွေ့ကြုံနေပါရရခဲ့တယ် တစ္ဆာမမမဟာရိုရှိရဲ့ interview ထဲမှာလည်းဝင်ဝင်လည်းရှိရဲ့ဆိုတော့တခြားဘယ် player ရှိတယ်อืมตะสามมาคือเลยมาปาเน่เลยป่ะเนาะโอเคเอ่อเคมโมทอนเอ่อนุญญาญิงญะโนคินวนๆเอ่อคือเลยมาไม่ต้องมีป่ะဟုတ်5รอบတော့ရှိပါဟုတ်ဆရာဒီဒါဆိုညီမလေးတစ္ဆာအမတ်မှာစပြီးတော့ကစားရဲ့အချိန်မှာ left back ပဲကစားမှာပေါ့เนาะအဲ့အချိန်တော့လေဟုတ်တယ်ပထမဆုံးပွဲမှာ left back ကစားခဲ့တယ်ဒါပေမဲ့အသင်းရဲ့လူဝဲချမ်းရဲ့ ကျောင်းနဲ့နှစ်ကစားယူအခုချိန်ကြီးကဆန္ဒဘက်ပဲဆုံးနေတယ်ဆန္ဒဘက်ဆိုတော့ဩဒါဆိုတစ္ဆာအမမာရဆန္ဒဘက်ဆော့နေရဲ့အနေထားပေါ့နော်ဆိုတော့ဘာကွာသွားလဲညီမလေးတို့ဘယ်ဟာပို့ပြီးတော့ညီမလေးကို favorite ပို့ဖြစ်စေလဲကိုဆော့နေငယ်ရဲ့ဆော့နေတဲ့အဲလက်ဆိုင်ဘက်လိုပဲပေါ့နော်အားတားရလူကတော့ဩဒါပေမဲ့အဲကလပ်တင်းမှာကြားရလဲနည်းနည်းအတင်းတွေကအဲအရင်ဒိန်းကြတော့မဖြစ်ဘူးပေါ့နော်ဟုတ် အဲ့ဒါကြောင့်လို့ပျော်ပါရငယ်သေးနေဆိုရင်တော့ပို့ပျော်ရပေါ့နော်ကောက်ကိုကန်ပေါ့နော်ကောက်လောင်းမက်တီကန်လိုက်အင်းဆက်တီကန်လိုက်ပေါ့နောက်ကနေဟုတ်ဟုတ်ဟုတ် တူတော့မတူဘောเนาะယာသားတော့ဟုတ်ကဲ့ဆိုတော့ professional club မှာအမတို့အသိနေအမျိုးသမီးတင်းကတော့တော်တော်ရှားပါတယ်ဆိုတော့အမြဲတမ်းပွဲဖြစ်အောင်ဒီမြန်မာ national league က season နေရဆိုပေမဲ့အမျိုးသမီးကစားသမားဆိုတော့ရှားရည်လीเนาะအမျိုးသားကစားသမားထက်ဆိုတော့အမတို့တည်ထားတယ်လို့ဆိုအခုနောက်ပိုင်းမှာတော့ရန်ကုန် United တို့ဘာလို့လဲရှိလာပြီဗောဟိုရင်နေကဆိုလို့ရှိရင်တော့အသိနေတော်တော်နည်းပါတယ်ဆိုတော့ညီမလေးဒီထဲမှာဒီအခုလက်ရှိဆိုလို့ရှိရင်လဲပထမရာသီဝက်ပြီးသွားပြီဆိုတော့ညီမလေးတို့သစ္စာအမှန်အသိနေနဲ့အဓိကအာကိုယ့်ရဲ့ အာအမြဲတမ်းပြိုင်နေရပါတယ်ဆိုရယ်ခံစားချက်ဖြစ်တဲ့အသင်းကိုရွေးပေးပါဆိုရင်ဘယ်အသင်းဖြစ်မလဲအသင်းအရင်လီဆာကလေးရလားဟုတ်အဲဆိုလို့ရှင်အရင်တော့တော့မြောက်ရီတို့ ISB ပေါ့ဟုတ်ကဲ့ခုကြတော့မြောက်ရီအဲ့လောက်မဟုတ်တော့ဟုတ်မဟုတ်တော့ဘယ်နဲ့ခုကြတော့တစ္ဆာမန်တစ္ဆာမန်ရှိမယ်အဲရန်ကုန်ရှိမယ်အခုအရာဝတီရှိမယ် ISB ရှိမယ်အဲ့လေးသင်းကတော့ အကျင့်ရပေါ့ပြိုင်နေပေါ့အခုလက်ရှိမှာတော့အမကလည်းမကွာကြဘူးဆိုတော့အခုကပို့ပြီးတော့စိတ်ဝင်စားဖို့ကိုကောင်းတာပထမကျော့ပြီးသွားတဲ့ချိန်မှာအမှတ်သိမ့်မကွာတော့ဒါပြိသက်တွေဒုတိယအကျော့မှာဆက်ပြီးတော့ဟိုဘယ်လိုပြောရမလဲစိတ်လှုပ်ရှားမှုတွေအပြည့်အဝပေးမှာပေါ့ဆိုတော့ညီမလေးအဲ့ဆိုရင်ဒီနှစ်ကောဒါညီမလေးတို့တစ္ဆာအမှန်သိနေနေဘယ်လောက်ထိမျှော်လင့်ထားလဲဒီနှစ်ကတော့အဲအမှန်ရအောင်အခုလက်ရှိအနေထားရအောင်ဆိုလို့ရှိရင်ဖလားယူဖို့မျှော်လင့်ထားပါတယ်ဟုတ်အခက်အခဲဆုံးပြန်ပါအောင် ISB လာอืมဟုတ် EARI EARI ဆရာဟုတ်ပြီညီမလေးတို့အတင်းရဲ့ဒီအားနေချက်အားသာချက်ဆိုရင်အတင်းကနောက်တဲ့အရင်အားနေတယ်ပေါ့နော်ဟုတ်ဘာလို့လဲဆိုတော့အဓိကကစားသမားလေးစင်နဲ့အရင်လေးစင်ဟောင်းပေါ့နော်အဲ့ဒါလေးနဲ့ပဲစူးစမ်းနေရသူဖြစ်နေတာအပေါ်တော့အဓိကတော့လေးစင်ကစားသမားတွေじゃအများအကူတွေပေါ့နော်အကူတော့ဒီလူမမရှိလို့ရှိရင် အတင်းရလည်းနေနေအဆင်မပြေဘူးပေါ့နော်လူပေါ်မူတည်သလိုဖြစ်နေရလို့ဟုတ်တယ်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 ဒီငါးယောက်ပေါ့နော်ကစားပေးမှရမယ်အဲ့လိုမျိုးလည်းဖြစ်တယ်အဲ့ကြောင့်အနောက်ကလူတွေကလည်းသူလည်းကြိုးစားပေးတယ်လိုက်ကပ်ပေးတယ်ဟုတ်ကဲ့ဒါကြောင့်လူအချက်ကတော့ရှိတယ်နောက်တန်းမှာတော့အဓိကလူအပ်နေရဟောနောက်တန်းလူအပ်နေရ ဟုတ်ကဲ့ပါဆိုတော့ညီမလေးအခုလက်ရှိချိန်ကြီးလဲတစ္ဆာမန်နေပဲဆက်ပြီးကစားနေဆိုတော့အမတို့ဒုတိယကြောကြာဆက်ပြီးဆောင်ကြည့်ရမှာပေါ့နော်ဆိုတော့အမတို့ဒါဆိုရင်ညီမလေးရဲ့လက်ရွေးစင်ကစားသမားဘွားလေးဆက်ပြီးသွားအောင်ဆိုတော့လက်ရွေးစင်ကစားသမားဘွားဖြစ်ဖို့ဆိုတာဒါကစားသမားတိုင်းရဲ့အိမ်မက်ပဲလေနော်ဆိုတော့အခုလဲကိုကိုရိုင်းကလည်းမြန်မာလက်ရွေးစင်အမျိုးသမီးတင်တဲ့သူအဲအရှိကပွဲစဉ်နေတဲ့အောင်မြင်မှုရတဲ့ချိန်ဒီမှာလဲရှိခဲ့သလိုကြာရှုံးခဲ့တဲ့ချိန်ဒီမှာလဲရှိခဲ့တဲ့ကစားသမားဖြစ်နေရဲ့ဆိုတော့ ညီမလေးဒီလက်ရွေးစင်နေမှာညီမလေး inspire ပေါ့နော်ကိုအဲကိုကိုယ်တိုင်လည်းသဘောကျရဲကိုယ့်ရဲ့ idol အနေနဲ့ပေါ့နော် ဖြစ်ခဲ့တဲ့ကစားသမားကိုနဲ့အဲပြောမလို့ဆို position 2ရဲ့ကစားသမားရှိခဲ့လားဒါမှမဟုတ်တခြားကို favorite ဖြစ်တဲ့ player တွေအရှိခက်က ဘယ်ကစားသမားတွေရှိကြလဲအရင်တော့အရင်ကြိုက်ခဲ့တာဟွာလေကိုခင်မိုးကြီးလေဟုတ်ကဲ့ဟုတ်နံပါတ်၁ဝင်ပြီးတော့ဟုတ်ကဲ့အဲသူရဲ့ခရော့တွေတင်တာတွေအဲသူကော်နာကနေပေါ့ဒါလိုက်ဂိုးဝင်လာတာအဲသူအရင်ကြိုက်ခဲ့တာဩသူဒါညီမလေးကသူ့ရဲ့အဓိကဟိုဘယ်လိုပြောမလဲသူအားပေးရဲ့ပြိတ္တတရားနေနေရှိခဲ့ရပါဘောနော်သူကြိုက်ခဲ့ဟုတ်ဟုတ်ကဲ့ဆိုတော့အဲကစားသမားတွေမှာနောက်ထပ်တစ်ခုရှိရနံပါတ်နဲ့ပေါ့နော်ကျောနံပါတ်နဲ့ပတ်သက်လို့အစွဲကြီးရှိကြရပေါ့ညီမလေးမှာအဲ့လိုကျောနံပါတ်နဲ့ပတ်သက်လို့အစွဲရှိလားရှိရှိရပါလဲဆိုတော့ အာဆက်စားခြင်းတော့အဆက်စားကစားတော့နံပါတ်2ပဲဝင်တာဟုတ်ကဲ့နံပါတ်2ကိုရညာဘက်ဆိုင်မှာကစားရတာအဲ့ဒါဘေးဘက်ဆိုင်ရောက်တော့ပြောင်းသွားတာဆရာမနံပါတ်5ဝင်တဲ့အဲ့ဒါနံပါတ်5ဖြစ်သွားဟုတ်ဟုတ်အဲ့အခုရောအခုကကျတော့နံပါတ်1ပြန်ဖြစ်သွားတယ်ဒါပေမဲ့16အခုလေးကြိုက်တယ်နံပါတ်မှာဒါပေမဲ့အဖေကကျတော့အဓိကသမားသမားဆိုရင်အဲ့အိုင်မယူနေနံပါတ်1ပဲဝင်တယ်ဩဆရာညီမလေးအဓိကကြိုက်ရတဲ့နံပါတ်2ကဘာအကြောင်းကြောက်လဲအမ် ကိုကလို့ပေါ့မြန်မာပြည်မှာဆိုလို့ရှိရင်ကြတော့နံပါတ်နဲ့သွားကြရပဲများရည်လीဟုတ်တယ်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 တယောက်ဆိုအဲ့တယောက်ကနံပါတ်7တီပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အားကြောင့်မလို့ကိုလည်းကိုနေရာနဲ့ကိုကအဲ့လိုနံပါတ်ကို position နဲ့ကိုအဲကိုနံပါတ်နဲ့တရိုးရဲကြတဲ့ဟာကိုပဲ ိုက်တာဟောအမအတိကသိကျင်တာတချို့ကြတော့အဲ့လိုမျိုးနံပါတ်က1 2 11တော့မဟုတ်ဘူးကွာတချို့တခြားနံပါတ်တွေကိုယူဖို့ကြတာရှိရဲ့လေဆိုတော့ညီမလေးကတော့အတိကကိုရိုးနဲ့ကိုနံပါတ်ကိုကိုအသားချခြင်းတော့ဒီလိုသဘောကြတာပါနော်โอเคအဲ့ဆိုလို့ရှိရင်အမတို့ဒီလေရွေးစင်ဘွားလေးတော့ဆိုတော့ညီမလေးလေရွေးစင်ဖြတ်လာဖို့အတွက်ကောဘယ်လောက်ထိအဲစူးစမ်းလိုက်ရလဲအခုအစင်းစင်းဖြတ်လာပြီးပြီကွာနောက်ဆုံး final ဒီလေရွေးစင်ကစားသမိုင်းဖြစ်ဖို့အထီကိုညီမလေးဘယ်လောက်ထိကြော်ဖြတ်ခဲ့လိုက်ရလဲပြီးတော့ဒီလေရွေးစင်ရောဘယ်ချိန်မှစဖြတ်လဲ တင်းကြီးတဒန်းလိုက်มาကလေးဆပြီကွာကစားဟုတ်ကဲ့ရခဲ့တဲ့အတွက်ကြောင့်မလို့လေအဲဆပြီလေးစင်မှာရွေးချယ်ခံရတော့အဲစိတ်ကကငငယ်လေးပဲရှိသေးတယ်15ကျော်16လောက်ပဲရှိသေးတယ်ဆိုတော့ခန္ဓာကျက်ကတော့အရင်မရှိဘူးလေးစင်မှာရွေးခံရတယ်ပေါ့နော်ပျော်တယ်ပေါ့ဟုတ်ကဲ့ပျော်တယ်အဲ့ခန္ဓာကျက်လောက်ပဲဖြစ်တာရယ်လေးစင်ဖြစ်ချင်းသွားပြီဆိုရင်စိတ်မဝင်သေးဘူးအော်ဟုတ်ကဲ့အဲကိုဗစ်တွေပြီးတော့မှဘောနောငါလည်းလေးစင်ဖြစ်နိုင်ပါလားပေါ့ သိရမလားအတွေ့အဝင်လာတာငါနဲ့တူတယ်တင်ငယ်ချင်းနေရတာမှာပေါ့နော်အဲသူလည်းပမာဏရရွေးချယ်ခဲ့နေရတာဟုတ်ကဲ့ငါလည်းပမာဏပမာဏထဲမှာပဲပြီးသွားမှာမဟုတ်ဘူးဒီနောက်ဆုံးပေါ့နော် list တဲ့ဒီငါလည်းဝင်အောင်ကြိုးစားရမယ်အဲ့စိတ်ကကိုဗစ်မှာမှအတွေ့အဝင်လာအိမ်မှာနေနေစဉ်းစားမိသွားပါတော့ဆိုတော့အဲ့ဆိုလက်ရွေးစင်အသိကြီးရောက်ဖို့ဒါကိုကဆန္ဒရှိလာတယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့ညီမလေးဒီလက်ရွေးစင်အသိကြီးရောက်လာတဲ့အခါပနာမကနေ finalist ရောက်လာဖို့အတွက်ဘယ်လောက်ကြိုးစားရလဲ ကိုနဲ့ပြိုင်ဘက်တည်ရှိလားရှိရရှိရနေရာအဲ့တုန်းကဆိုလို့ရှိရင်နေရာကကိုရဲ့စီနီယာပဲဟုတ်ကဲ့စီနီယာရပဲကိုရဲ့ဒီ level မှာဆိုလို့ level side မှာဆိုလို့ရှိရင်စီနီယာနှစ်ယောက်လောက်ကရှိရကိုနဲ့ရွယ်သူမရှိဘူးအင်းမရှိဘူးကိုကငယ်တယ်ငယ်တော့ခါလေးကြရတော့ဘောနော်သူကအကြီးပေါ့ဘယ်ရာလှုပ်လှုပ်ပေါ့နော်သူကပဲရှိရပဲကိုကနောက်မှပဲလှုပ်ရမယ်ပေါ့နော်ကို့အတွေးမှာအဲ့လိုမျိုးဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့ကို့နေရာပေးလာတဲ့ခါကျရင်တော့ကိုကအဲ့နေရာကိုယူခြင်းတယ်တကောင်းယူခြင်းတယ် ကောင်းဆောင်ယူနေတဲ့အတကြောင့်မလို့ကိုယ်အဲလိုစူးစမ်းခွင့်ပေးလိုက်ရင်အဲစူးစမ်းလိုက်စူးစမ်းပြရတယ်မြန်မာ training တွေမှာ လုပ်ပြရတယ်အဲကိုယ်အရင်မယုံကြည်ရသေးရင်တော့မှာပေါ့နော်ထဲကစားတဲ့ချိန်လေးမှာကိုယ်လည်းစူးစမ်းပြမယ်ဆိုရဲစိတ်နဲ့စူးစမ်းရတယ်နောက်ဆုံးအဲ final မှာဝင်ခဲ့ပါတယ်2020မှာအော်2022ကစခဲ့ရပါတော့။ဆိုတော့ okay ညီမလေးဒီ line up စရင်ဝင်ဖို့အတွက်စူးစမ်းခဲ့ရသလိုပဲအဲညီမအမနောက်ထပ်တစ်ခုသိချင်တာပေါ့နော်။ဆိုတော့ အာဒီကစားသမားတယောက်အတွက် အမရှိမှလည်းမေးခဲ့ဘူးပဲပေါ့နော် professional ကစားသမားတယောက်ဖြစ်လာပြီဆိုရင်ကိုကစောင့်ထိန်ရတဲ့အကြောင်းအရာတွေအများကြီးရှိလာပြီပေါ့နော်ဆိုတော့ကိုရဲ့ personal life ရောကိုရဲ့ queen queen ရော queen ပြင်ပါရောမှာအဲကိုအာဘယ်လိုပြောရမလဲကိုကိုတိုင်းကျင့်သုံးရတဲ့အကြောင်းအရာတွေအများကြီးရှိလာညီမလေးကရောဒါကိုအထူးတလဲ professional ကစားသမားဘဝဖြစ်လာတဲ့အခါမှာဘာတွေဟိုတာမန်လူနဲ့မတူတော့တဲ့ပုံစံမျိုးတခုကိုညီမလေးတိဆောက်ခဲ့လားအဲ့လိုတော့မရှိဘူးရှိတယ် အဲ့လိုကြတော့ကိုယ့်ရေပေါ့နော်ကိုယ့်ရဲ့ lights နဲ့ပဲကိုသွားတော့ဟုတ်ကဲ့မှာပေါ့နော်ဘာလို့လဲဆိုတော့ကိုငယ်ကွင်းကိုအချိန်မှာအေးရမယ်ဒီကစားချိန်မှာစားရမယ်ကိုဖုံးသုံးချိန်နဲ့အချိန်မှာကိုဖုံးသုံးသိတဲ့အချိန်မှာကိုဖုံးသုံးရမယ်ကိုကိုကကိုခွဲခြားတတ်လာတယ်ဘယ်ချိန်မှာဘာလုပ်ရမလဲဘယ်ချိန်မှာနားရမှာလဲအဲအဲ့ဒါမှကိုနောက်ကပေါ့နော်ဂျူနီယာတွေကသူဘာလုပ်နေလဲဆိုပြီးလိုက်ပြီးတော့ပေါ့နော်အဲအတူတူဟုတ်တယ်ဟုတ်တယ် ်အဲ့လိုကြိုးစားခဲ့ပါဟုတ်ဟုတ်ကြိုးစားနေသေးပါကြိုးစားနေသေးပါဆိုတော့ကိုချိန်မှာကိုကပြောမှဆိုလို့ရှိရင် senior ကောင်းတက်ရောက်ဖြစ်အောင်အဲ့လိုဖြစ်အောင်ပေါ့ဆိုတော့အခုလက်ရှိမှာကို senior ရဲ့မှာဘယ်သူကကို့အတွက်စံပြဖြစ်မလဲအဲ့ဒါဘယ်လိုပြောမလဲကိုရဲ့စံပြဖြစ်နေရဲ့အခုလက်ရှိလဲကစားနေရဲ့အထက်မှာ senior တွေရှိရယ်လေဆိုတော့ senior ကစားသမားတွေရဲ့မှာကိုရဲ့စံပြ senior ကစားသမားဆိုဘယ်လိုဖြစ်မလဲ အဓိကတော့ပြည်ပထွက်ကစားခြင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟုတ်အဲကွင်းသိငေထွန်းအကြရတယ်ဟုတ်ကဲ့အဲသူရဲ့အဲ life ပေါ့နော်ဟုတ် style ကိုသဘောကျတာဟုတ်သူရဲ့အဓိကဘလို့ပုံစံတွေကညီမလေးတို့ဟိုအားချအတူယူစရာဖြစ်ခဲ့တယ်อืมตัวตัวเนี่ยกางเนี่ยเต็มไม่ถึงลงเสียชื่ออ่ะเอาหลุดเลยเอ่อ तू ไปเสร็จ9แล้ว तू ไปเสร็จไปดิ तू အဲ့အရာကိုသဘောကျရယ်ပေါ့နော်။ तू အကုန်လုံးကို तू အဲ तू အသင်ကောင်းဆောင်ဖြစ်တဲ့ချိန်မှာလည်း तू အကုန်လုံးကို तू လုပ်ပေးမယ်။ तू ကောင်းအောင်အားလုံးရှိမှ तू နေမယ်။သူ့ရဲ့လိုပုံစံတွေကပေါ့နော်။အဲအသင်အသင်အတွက်လည်းကောင်းတယ်။အားအကြောင်းမလို့ပါဟုတ်။ဟောဒါဆိုရင်ညီမလေးရဲ့ idol ကတော့အခုလက်ရှိမှာတော့လက်ရှိလက်ကစားနေရဲ့ဒါဝင်းသိမ့်နေထုံပါနော်ဟုတ်ကဲ့ပါဆိုတော့ညီမလေးလေးဝေးစင်ကစားသမားနဲ့အတန်း2020မှာဒီအသင်းကြီးနဲ့အတူတူပူပေါင်းပြီးစပြီးတော့ကစားရဆိုနီဘောဖိတ်ခေါ် ပွဲတော်ကလည်းညီမလေးပါဝင်ခဲ့တာကိုတွေ့ရတယ်ပေါ့ဆိုတော့အဲ့တော့ကလည်းအမတို့ပျော်ရွှင်ဝင့်နေအများကြီးပြည်သက်တွေကိုပေးခဲ့ရတယ်အမတို့ကိုယ်တိုင်လည်းကြည့်ပြီးပျော်ရွှင်ခဲ့ရဆိုတော့အဲ့တော့အခိုက်တန်းကာလလေးကိုအမတ်တရားအနေနဲ့ပြန်ပြီးပြောပြပေးပါဟုတ်အဲ့တော့ကလည်းအဲဘာပြောပြောပါတော့ဒီအဲဖိတ်ခေါ်ဗလားပြင်မယ်ပေါ့နော်ဟုတ်ကဲ့ဗလားရဖို့ကလည်းဟုတ် ဟိုတင်လာတော့မလွယ်ဘူးเนาะလွယ်ဘူးเนาะကျူးစားခဲ့ရတာပဲအဲအင်ရှင်နီဘောအတင်းနေပေါ့เนาะဟုတ်ကဲ့ဒါပေမဲ့အားလုံးကဟိုရည်ရွယ်ထားသလိုမျောလင့်ထားသလိုမျိုးပဲပဲเนาะဖြားရဲ့ဖလားလေးရခဲ့တဲ့အတွက်ကြောင့်မလို့အကုန်ကပျော်ကြပါတယ်ဟုတ်ပထမဆုံးအတင်းနဲ့အတူတူဖလားရည်ရခဲ့တဲ့အတွက်ဟုတ်ဟုတ်ကဲ့ပါဆိုတော့ဟုတ်ပြီဆိုတော့အိပ်ပွဲမှာညီမလေးရအမှတ်တရပေါ့မေးမရတဲ့အမှတ်တရမျိုးပေါ့ကိုအဲ့လိုဘယ်လိုပြောမလဲခက်ခဲခဲ့ရပဲဖြစ်ဖြစ်ပျော်ရွှင်ခဲ့ရပဲဖြစ်ဖြစ်တခြားသောအမှတ်တရဆိုရင်ကွင်းတွင်းကအမှတ်တရဆိုပါရှိတယ်อืม အရင်ကတော့မရှိခဲ့ပါဘူးအဲ့ဘက်မှာဒါပေမဲ့ fly ရတာကိုပဲကိုပျော်ခဲ့တာပါဒါပေါ့ဒါပေါ့ဒါပေါ့ဆိုတော့ AFC ပွဲရအောင် AFC ပွဲတော့အမှတ်တရလေးလည်းပြောပြပေးပါ AFC ပွဲမှာအခုအရှင်လောက်သွားရဲ့အရင်ကတော့မပါခဲ့ပါဘူးအော်မပါခဲ့ငစားခဲ့အောင်ဆိုတော့အခုဒါ SEA Games တော့ပြန်ပြီးတော့ကစားမယ် SEA Games အတွေ့အကြုံတွေကညီမလေးမှာအဲတော်တော်လေးရှိခဲ့ဆိုပြီး story လေးအမှကြားထားရပါတော့နော်ဆိုတော့ဒါကတော့နောက်ထပ်ဒီပိုင်းမှာပဲသွားလိုက်မယ်ဆိုတော့ဒီဒီပိုင်းကတော့ညီမလေးရဲ့ဒီလက်ရွေးစဉ်ကာလဖြတ်တန်းခဲ့အဲပြောမှဆိုရင် အမှတ်တရပေါ့ဆိုတော့နိုင်ငံတကာပွဲတွေလည်းဒါလည်းရွေးစင်တဲ့တူတော်တော်ကစားခဲ့ပြီဆိုတော့အဲဒီနိုင်ငံသားသွားတဲ့အတွေ့အကြုံနေနဲ့ရောညီမလေးမှာဘယ်ဟာကညီမလေးအတွက်အပျော်ရွှင်ဆုံးခိုက်တန်းဖြစ်ခဲ့လဲနိုင်ငံသားတွေသွားနေရင်တော့ပျော်ပါရဲ့တည်ရမလားဟိုစိတ်ကလေဟိုဒီပြည်ရင်းထဲမှာပဲနေနေရတဲ့ထက်ဆိုင်ပေါ့နော်ပြည်ပကြီးသွားရဲ training လောက်တဲ့အပြင်ကိုသွားခဲ့ရကိုသွားရဲ့နိုင်ငံရဲ့ပေါ့နော်အဲကလပ်တင်းနေနဲ့ခြေစမ်းဝင်ရခဲ့တယ်အဲကြောင့်နိုင်ငံသားသွားနေရင်တော့ပျော်ပါရဲ့ ညီမလေးအရန် inspire ဖြစ်တဲ့အဲ့အသင်းဆိုရင်နိုင်ငံအသင်းထဲမှာဘယ်အသင်းရှိလဲဒီအသင်းတို့မျိုးအရန်အောင်မြင်နေတယ်ဆိုပြီးတော့ဖြစ်တဲ့စိတ်ဖြစ်တဲ့အသင်းဆိုရင်မာရိုအာရှမှာဆိုဘယ်အသင်းဖြစ်မလဲထိုင်းပေါ့ထိုင်းကိုအားကြားဟုတ်အားကြားဟုတ်ကဲ့အဓိကဘာကြောင်အဓိကဆိုတော့သူတို့ကလိုလိုလိုလာပဲတည်ရမလားသူတို့ပုံစံအဲသူတို့ ကွာသွားသွားတဲ့ပုံစံကိုသွားရဲ training မှာဆိုလဲသူတို့ training ပေါ့သူတို့ကိုကလည်းကွာလို့သူတို့ follow လုပ်ထားတယ်ကွာသူတို့ပေးပြီးပါတယ်မှာကြည့်ဟုတ်ကဲ့အော် easy လေလေလေပဲသူတို့ကသူတို့သွားနေသူတို့အောင်မြင်တဲ့ခါလဲသူတို့အောင်မြင်တယ်သူတို့ပြောတယ်ကြာရှုံးလဲသူတို့ပုံစံဒီတိုင်းပဲကွာဒါပေမဲ့သူတို့ဆက်သွားနေကြတယ်မြင်တယ်တတ်တမတ်တတ်တမတ်တဲသွားရဲပေါ့ဟုတ်တယ် ဟာဟုတ်ကဲ့ပါဆိုတော့ဟုတ်ပါဆိုတော့အမနောက်ထပ်တစ်ခုမေးချင်တာကညီမလေးတို့အခုအမျိုးသမီးသင်းဆိုရင်အမတို့အဲအမအမအသက်အရွယ်အရဆိုအမတို့ခစ်ပေါ့နော်ဆိုတော့အမတို့ခစ်တော့ဟာတော့အားပေးခဲ့ရအဲမဆန်းဆန်းမော်တို့မတ်သန်ထွေတို့မတ်တူစာထွေတို့ခစ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကြားထဲက gap တစ်ခုတော့ဖြစ်သွားတယ် အမပြောချင်တာအဲ့လိုအရန်ပြိတ္တတွေဟုံးဟုံးတောက်အားပေးခဲ့တဲ့ခေတ်ကာလတခုရှိခဲ့ဒါအမတို့အဲမှတ်မိတလောက်ဆိုရင်တော့ဒီမတ်တန်တန်ထွေးကိုခေတ်ပေါ့နော်ဆိုတော့အမတို့ခေတ်ပြီးတော့ဒီဂျားရဲမှာနည်းနည်းဒီအမျိုးသမီးတဲ့ gap ဖြစ်တယ်ဆိုတာဒီပြိတ္တတ်အားပေးနှုန်းတစ်ချက်ပြန်ကျသွားတာပေါ့နော်ဆိုတော့အခုဝုန်းကနေဆိုပြီးတော့ညီမလေးတို့ခေတ်ပြန်ရောက်လာပြန်ပြီဆိုတော့ဒါတွေကအဓိကဘာအကြောင်းအရာတွေကြောင့်ဖြစ်မဲ့လို့ထင်လဲအခုဆိုရင်မျိုးသမီးတင်းကမသိရလူမရှိတဲ့လောက်ပဲလူတိုင်းတော်တော်များများအားပေးနေပြီအားလုံးကဆွေချေတုံးလာလို့ပေါ့နော်ဟုတ်ကဲ့ အဲ့ဒါကြောင့်မလို့ထင်ပါရဲ့အဲ့တော့နိုင်ငံတော့ဘာပဲပြောဘာမှဟိုပေါ့နော်အခက်ခဲဖြစ်ရင်တော့မှ TikTok ကိုဖွင့်ကြည့်နေကြရဲ့ခေတ်ဆိုတော့ဟုတ်အဲ့တော့အဲ TikTok တောင်းရင်းနေပဲပေါ့အဲ့တော့တိလာပြီးမြင်လာပြီးလို့ထင်ပါရဲ့ social media ရဲ့အကြောင်းပေါ့နော်ဆိုတော့ social media အကြောင်းအခုဒါခေတ်ကပို့ပြီးတော့ဒါပရိသတ်တိရဲ့နှုံးလေးများလာတယ်ဆိုတော့အမျိုးသမီးတင်းရဲ့ဒါပြောမယ်ဆိုစူးစမ်းထုတ်မှုတွေလည်းပါပါတယ်အမျိုးသမီးတင်းညံ့နေရဆိုရင်တော့ဘယ်သူကအားပေးမှာလဲဟုတ်တယ်မလား ဟုတ်တယ်အဲ့လိုယူဆတာ RBA RBA လူရ RBA ကြပါလေသူကရှုံရှုံနိုင်နိုင်အမျိုးသမီးအသင်းမလို့နေမှာချစ်ကြတော့ချစ်ကြရနော်ဆိုတော့ဒီလိုချစ်တဲ့ပရိသတ်တွေရှိရလဲဘာပဲဖြစ်ဖြစ်အမတို့ကအားရစရာကောင်းတာပေါ့နော်ဆိုတော့ okay ဒါဆိုရင်အမတို့နောက်ထပ်တစ်ပိုင်းမှာတော့ညီမလေးရဲ့အဲဒီ Sea Games အတွေ့အကြုံပေါ့နော်ဆိုတော့အဓိကတော့အခုလာမယ့် Sea Games အတွက်လဲပနာမတွေမှာပါထားပြီးပြီ finalist တော့မထွက်သေးဘူးကွယ်ဒါပေမဲ့ညီမလေးအရှိမလဲ Sea Games ဆက်ပတ်သက်လို့ဒီငွေရတော့ကလဲညီမလေး ပါဝင်ပတ်သက်ခဲ့ရတယ်လို့အမသိထားတယ်ဆိုတော့ဒါလေးကိုပြန်ပြီးတော့ပရိသတ်တွေ sharing လုပ်ပေးရအောင်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါ So ပရိသတ်များရှင်နောက်ထပ်တစ်ပိုင်းမှာတော့မိသက်မှုမြင်တဲ့သူ C games အမှတ်တရတွေကိုဆက်လက်ပြီးတော့ sharing လုပ်ပေးမှာဖြစ်တဲ့အတွက်စာမျက်နှာကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါရှင့်